မင်္ဂလာပါခင်ဗျာကျွန်တော်ဒီနေ့ဖတ်ပြခြင်းနဲ့စာအုပ်ပြတာတော့စာရေးဆရာဂျွန်ဘီနော့စ်ရေးသားတဲ့ Man's Religion ဆိုတဲ့စာအုပ်ကိုဆရာဆောင်းလင်ဘာသာပြန်ရေးသားတဲ့ရုပ်ကိုးကွယ်ဟာဘာသာကြီးများဆိုတဲ့စာအုပ်ထဲကဖြစ်ပါတယ်စာရေးဆရာဂျွန်ဘီနော့စ်ဟာ Theologist ကိုဘာသာဗေဒဆိုင်ရာ မောကဖြစ်ပြီးဘာသာရေးအကြောင်းအရာများကို ဖော်ပြရမှာသမိုင်းအတွေးခွန်နဲ့ဒသနရှုထောင့်များမှလာဖော်ပြထားခြင်းဖြစ်ပါတယ်မိသည့်ဘာသာဝင်မှဒီပါလိုခြင်းမိသူကမှဒီပါလိုခြင်းဆန္ဒမရှိဘဲကွဲပြားသောဘာသာများကိုပုံမူနားလေနိုင်ကြစေရည်ရွယ်ပါတယ်တောင်အာဖရိကမှဘာဗန်ဒါများဘာဗန်ဒါလူမျိုးစုဟာ တောင်အာဖရိကတိုက်ရှိဘန်တူဆိုတဲ့လူမျိုးအုပ်စုမှာ ပါဝင်ပါတယ်။၎င်းတို့ဟာလင်ပိုပိုမြေတောင်ဘက်မှာကက်လျက်ရှိတဲ့ Transvaal မှာမြောက်ပိုင်းပါ နေထိုင်ကြပါတယ်။ဒုံဒေတာဟာ တောင်ထူထပ်တဲ့အရာဖြစ်ပါတယ်။လူမျိုးစုအားအေးအတွက်အဖြစ်တသိန်း5000ခန့်ရှိပါတယ်။တိတိကျကျပြောရရင်တော့လူရိုင်းတွင်လို့တော့မဆိုနိုင်ပါဘူး။ လေယာဉ်လုံငန်းစတင်ပေါ်ပေါက်လာတဲ့အချိန်မှစပြီးဘာသာကူးကွယ်မှုညံနဲ့ရှင်ပြီးဂိုင်းဆိုင်လာတဲ့သူတွေဖြစ်ပါတယ်။ရုပ်လက္ခဏာအပြင်ဘာဗန်ဒါလူမျိုးတွေဟာ သူ့ရောထားတဲ့လူမျိုးတွေဖြစ်ကြပါတယ်။တာမာထွားကြိုင်းတဲ့ဟာမက်တစ်အနော်ဝင်များ ဖြစ်ပါတယ်။လူမှုရေးအရလည်းညင်ကြီးတိမ်မွေပြီးပြူပြူဟန်ဟန်ရှိကြပါတယ်။သို့သောဟိုဂလီကဘဝနဲ့ပတ်သက်ရင်ဖြစ်စေ မိဘရိုးရာထုံနှန်းစင်လာများနဲ့ပတ်သက်ဖြစ်စေလျို့ဝတ်တတ်ကြပါလေအဘယ်ကြောင့်ဆိုတော့ရှေးကြတယ်ဥရောပတိုက်သားအခြေချနေထိုင်သူများရဲ့အမတရားခိုင်းစားခြင်းခံရတာကိုအမှတ်ရနေသေးတောင်းကြောင့်ဖြစ်ပါလေသူတို့ဟာစစ်သွေးရွာတွေမဟုတ်ပါဘူးတခြားသောဗန်တုလူမျိုးများမှာတော့စစ်သွေးကြမြဖြစ်နိုင်ပါတယ်ယခုဖော်ပြတဲ့ဘာဗန်ဒါလူမျိုးတွေဟာ တိုင်လုံးပြောင်းရွှေ့ပုံစံရှိတဲ့အိမ်များမှာနေထိုင်ကြပါတယ်။ဒိုအိမ်များပေါ်မှာကရော့ပုံစံသက်ကဲများမြက်များကိုအမိုးမိုးထားကြပါတယ်။သူတို့ဟာများပြားတဲ့ကျွဲဥနွားဥကြီးများကိုဝင်းမြူကြပါတယ်။ကျွဲနာဝင်းမြူခြင်းဟာသူတို့ရဲ့အဓိကစီးပွားရေးဖြစ်ပါတယ်။အမှန်တကယ်အသက်မွေးမှုကို လေယာဉ်လုပ်ငန်းဖြင့်သာပြုကြပါတယ်။စိုက်ပျိုးတဲ့ကောက်ပဲသီးနှံများမှာ ပြောင်းမှုလူဆက်ပဲ ေုံသည်ဖရဲသည်ဟင်းသည်ဟင်းရွက်နဲ့ကစုံဥတွေဆိုင်ပြောကြပါရယ်မြေကြီးကိုပေါက်ပြားမှန်းဖြင့်တူးဆွပါရယ်လုပ်ငန်းကိုအမျိုးသမီးတွေကအဓိကလုံဆောင်ပါရယ်ဥရောပတိုက်သားများဟာကုံထုပ်ဆက်ကိရိယာများကိုယူမလာခင်ကတိုင်းရင်းသားတို့ရဲ့ကုံထုပ်လုပ်ငန်းအတတ်ပညာများရက်ကန်းလုပ်ငန်းတရည်နယ်လုပ်ငန်းတန်ရီကျိုးလုပ်ငန်းပေါက်ပြားထုပ်လုပ်ငန်းနဲ့ခြေသက်တူသန့်စီရင်လုပ်ငန်းများဖြစ်ကြပါရယ် လူမှုအဖွဲ့အစည်းပုံစံဟာဖေပြားပါတယ်ဘာဗန်နာတူဟာသူ့ရဲ့မိသားစုမှာလဲပါဝင်နေသူဖြစ်ပါတယ်မိသားစုတွေများစွာပေါင်းစည်းထားတဲ့အုပ်စုကြီးထဲမှာလဲပါဝင်ပါတယ်ထိုအုပ်စုဟာဖခင်ဘက်ကစဉ်သက်လာတဲ့ဆွေမျိုးစုဖြစ်ပါတယ်ဖခင်ဘက်ကအမျိုးအစဉ်ဆက်အားဖြင့်သူတို့ရဲ့တားစင်မြည်စက်အကိစ္စအမွေဆက်ခံခြင်းကိစ္စတွေကို ဆောင်ရွက်ကြပါတယ်အဖဘက်ကအဆွေမျိုးစုအပြင်အမိဘက်ကအဆွေမျိုးစုနဲ့လည်းသူဟာသွေးချင်းဆက်သွယ်ပါတယ်ခံစားချက်ချင်းလည်းဆက်သွယ်ပါတယ်နောက်ဆုံးအနေနဲ့သူဟာလူမျိုးအထိမ့်အယုတ်ချင်းတူသူများနဲ့လည်းဆက်ဆက်နေပါတယ်လူမျိုးစုအထိမ့်အဖြစ်တရဝအကောင်တွေကိုသတ်မှတ်ထားကြပါတယ်ချင်းသေးဖြစ်ရင်ချင်းသေးချင်းတူတဲ့လူမျိုးစုတွေမှာပါဝင်ပါတယ် ဂျိုးယုံဆိုပြီးတော့သတ်မှတ်ထားတဲ့လူမျိုးစုတွေမှာလည်းဂျိုးယုံနဲ့ပတ်သက်တော့လူမျိုးစုတွေပါဝင်ပါတယ်သူတို့ဟာထိမ့်မှတ်တူတဲ့လူမျိုးစုအချင်းချင်းရိုင်းပင်ကူညီကြပါတယ်တဘာဝလုံးကိစ္စတွေနဲ့ပတ်သက်ပြီးဘာဗန်နာတွေရဲ့ဘာသာယုံကြည်ကိုးကွယ်မှုကိုဖော်ပြကြတဲ့အခါမှာမနာခေါ်တကိုးကိုယုံကြည်မှုနတ်ကိုးကွယ်မှုဘိုးဘေးပြည်ပြင်ရိုးရာကိုးကွယ်မှုများကိုဖော်ပြကြပါတယ် အထုအထိတ်နတ်ဖရားကိုဖန်ဆင်းရှင်အဖြစ်ယုံကြည်ကိုးကွယ်မှုမျိုးလည်းရှိပါတယ်။ဘာသာရေးဆိုင်ရာအခြေခံယုံကြည်ချက်တစ်ခုကတော့တရှိတတ်မဲ့အားလုံးတို့ရဲ့မကောင်းမှုတွေကိုကောင်းမှုအဖြစ်ပြောင်းလဲပေးနိုင်တဲ့စွန့်အင်တတိရှိတယ်လို့ယုံကြည်တာဖြစ်ပါတယ်။ဘာဝနာတူရဲ့လေဘင်းမှာအဆောင်လက်ဖွဲ့အဖြစ်ဆွဲထားတဲ့သစ္စာစတစ်ခုကို စူဇန်လေးရခဲ့ရပါအောက်ပါတိုင်းသိရှိခဲ့ရပါတယ်မကြာခဏလူများသွားလာရခက်ခဲသော တောင်တက်လမ်းပေါ်မှာကိုင်းညွတ်ပြီးကြနေတဲ့အစ်မင်းအကန့်အခိုင်းမှာယူထားတဲ့သသားဖြစ်ပါတယ်သွားရလာရခက်ခဲတဲ့လမ်းပေါ်မှာဤသစ်ကိုင်းညွတ်ကြနေတဲ့ဖြင့်ခီးတယ်တို့ကအကူအညီအထောက်ပံ့ပေးနေတယ်လို့ခီးသွားတွေကယုံကြည်ကြပါတယ်ဒါကြောင့်ဒီသစ်ကိုင်းဟာ သူတို့ရဲ့ကိုးကွယ်ကြီးညိုရာအဖြစ် တကူးရှိတယ်လို့ယုံကြည်ကြပါတယ်အသိဉာဏ်မရှိတဲ့ခီးသွားလို့ဟာဒီတကိုင်းကိုအဆောင်လက်ဖွဲ့အဖြစ်ခီးသွားတဲ့အခါအကာအကွယ်ရစီဖို့ဆောင်ယူသွားတတ်ကြပါတယ်ထို့တူပါပဲလမ်းခီးပေါ်မှာရှိတဲ့ခီးသွားတို့အသွားလာခက်ခဲအောင်အမြင့်ထိုးလျက်ရှိတဲ့တစ်ပင်တို့ရဲ့အမြင့်ဟာခီးသွားတို့ဟာမကြာခဏခလုတ်တိုက်စီခြင်းအပြင်အန္တရာယ်ပြုကြရင်ဒီတစ်မြင့်မှာမကောင်းတဲ့မိစ္ဆာနတ်ဆိုးရှိတယ်လို့ယူဆကြပါတယ် ဒီခီးသွားလို့ကိုအန်ရယ်ပြုတ်လို့သူများဟာထိုတစ်မြင့်မျိုးကိုအဆောင်လက်ဖွဲ့အဖြစ်ဒံပြန်ပြုတ်လုတက်ကြပါတယ်ဒီလိုယုံကြည်ကိုးကွယ်မှုတွေကို အခြေပြုပြီးဘာဗန်နာတို့ရဲ့ဘာသာရေးယုံကြည်ကိုးကွယ်မှုတွေပေါ်ပေါက်လာတာဖြစ်ပါတယ်ငန်ဂါခေါ်ဆေးဆရာနဲ့မန်ဂိုမာခေါ်နတ်ဆရာတို့ဟာဘာဗန်ဒါလူမျိုးတွေရတဲ့မှာအလွန်အရေးပါတဲ့သူတွေဖြစ်ပါတယ်ပေယောဂဆရာဖြစ်တဲ့ငန်ဂါတို့ဟာ ယောဂဝေဒနာများကိုတောက်ကင်းအောင် ကုသပေးနိုင်တဲ့သူဖြစ်ပါတယ်။သူတို့ဟာဒီပညာကိုရဖို့အတွက်အပြင်းထန်အပင်ပန်းခံမိလေးလာသင်ကြားရပါတယ်။ဒီလိုလေးလာသင်ကြားပြီးမှသာအထုကုဆရာဒါမှမဟုတ်အထွေခွေယောဂကုဆရာဖြစ်လာပါတယ်။သစ်ပင်များမှာတွေ့ရှိရသောဆေးဝါးဓာတ်စာများဖြင့်သူတို့ဟာယောဂအနာအမျိုးမျိုးကိုဆေးဝါးကုသပေးပါတယ်။နှက်ဖျားယောဂထုံကျင်းကြိုက်ခဲယောဂအဆုတ်အေးမီယောဂအယူယောဂသွားကြိုက်နာကအစယောဂအနာအားလုံးကို ပျောက်ကင်းအောင်ကုသပေးနိုင်ပါတယ်။တချို့သူတို့ရဲ့စိတ်များဟာလည်းအစွမ်းထက်ပါတယ်။ဒီလိုစဉ်းစားထွက်မြက်ခြင်းဟာသူ့မှာတကောသတိတူရှိတယ်လို့အများကယုံကြည်ကြပါတယ်။စေးဆရာကလည်းသူ့ရဲ့စေးစွမ်းအားကိုလိုသောကိစ္စပြီးအောင်အသုံးချနိုင်ပါတယ်။ဘာဗန်ဒါလူမျိုးစုတွေမှာစိတ်ရောဂါဖြစ်ပေါ်တယ်ဆိုရင်သဘာဝတစ်ခုတည်းကြောင့်ဖြစ်လာတာမဟုတ်ဘဲနဲ့အမှောင်ပြောကြပြီး ယောဂအနာများဖြစ်အောင်ဖန်တီးနေတယ်လို့လည်းယုံကြည်ကြပါတယ်။အထူးသဖြင့်ရိုးရာပြည့်၍ရိုးရာကင်၍စသည်ဖြင့်ထင်ထက်ကြပါတယ်။ဘာဗန္တာများဟာမော်ဆရာနဲ့အဆုံးများကိုလည်းယောဂဖြစ်ရခြင်းအကြောင်းလို့သဘောထားကြပါတယ်။သူတို့ဟာမူလနွိုင်းခေါ်တဲ့မော်ဆရာနဲ့ဖာလွိုင်းခေါ်ဆုံးများကို အလွန်ကြောက်ရွံ့တတ်ပါတယ်။ဆုံးများဟာယောက်ျားတော်၎င်းမိန်းမတော်၎င်းဖြစ်နိုင်ပါတယ်။ ဆုံးနှမျိုးရှိပါတယ်။ဆုံးအတက်ကိုတမင်တကာတက်အောင်တင်ယူထားတဲ့ဆုံးမျိုးလည်းရှိပါတယ်။ထိုဆုံးမျိုးများကငွေကြီးအမြောက်များပေးပြီးတင်ကြားပေးထားတဲ့ငန်ကားများထံမှတင်ယူကြရပါတယ်။အဓိကသဘောထားမှာမုံဒီစိတ်ဒေါသပင် ဖြစ်ပါတယ်။သူတို့မလိုလားသူများကိုဆုံးအတက်ဖြင့်အသေးတတ်တတ်ကြပါတယ်။ဒုတိယအမျိုးကတော့တမင်တကာမတင်ရဘဲအလိုလျောက်တက်မြောက်လာတဲ့ဝမ်းလွင်ဆုံးများဖြစ်တယ်လို့ယုံကြည်ကြပါတယ်။ဒီဆုံးမျိုးကိုတော့ ိတ်ရင်းပဲသူတို့အထဲကိုဆုံးအတက်ကအလိုတယောက်ဝင်ပြီးပူးဝင်လာတယ်လို့ယုံကြည်ကြပါတယ်ဒီဆုံးမျိုးဟာ နေ့အခါမှာသူလိုငါလိုအရသာအသွင်နဲ့နေကြပါတယ်ညအခါမှာတော့ဖြက်စီးတောင်းကြံတတ်တဲ့ဆုံးအသွင်ကိုကူပြောင်းကြတယ်လို့ဆိုပါတယ်ဒီဆုံးမျိုးကိုပယောဂဆရာငံကာများကစူးစမ်းလေ့လာပြီးသူတို့ရဲ့ပယောဂအတက်ဖြင့်သူတွေဆွဲကတ်နေတဲ့နတ်မိတ်ဆာကိုနှင်ထုတ်ပေးရပါတယ် ီလိုနတ်မိတ်ဆာများကိုမောင်းထုတ်ရမှာအဓိကဆောင်ရွက်ပေးရတဲ့နတ်ဆရာမှာမောင်ကိုမှာဖြစ်ပါတယ်။ဘာဗင်နာလူမျိုးတွေရဲ့ဘာသာရေးဘဝမှာတေသူများကိုးကွယ်ခြင်းကလည်းအဓိကအခန်းကပါဝင်ခဲ့ပါတယ်။ထိုလူမျိုးတွေဟာလူတွေရဲ့ဝိညာဉ်တွေအသက်ရှူခြင်းနဲ့အရေးနဲ့ရောစပ်ထားတဲ့အရာ ဖြစ်တယ်လို့ဆိုပါတယ်။ထိုအရာနှစ်ခုကိုတေတဲ့အခါမှာတေသူများထံမှာခွဲခွာလာကြပါတယ်။ဝိညာဉ်ဟာတေတဲ့အခါမှာ တတဝါရဲ့ခန္ဓာကိုယ်ကိုစွန့်ခွာသွားပြီးခိုနားရအခြားနေရာတွေတခုရှားပါတယ်။ထိုဝိညာဉ်ဟာခိတ္တခန္ဓာမြတ်သာသင်္ချိုင်းမှာခိုနားပါတယ်။သို့သောဝိညာဉ်ဟာသင်္ချိုင်းတွင်ကြာကြာမနေပဲမကြာမီပဲ၎င်းအတွက်ပို၍ကောင်းသောခိုနားရနေရာကိုလှည့်ပြီးရှားဖွေပါတော့တယ်။ဒီလိုဝိညာဉ်ဟာခန္ဓာသက်လိုက်ရှာနေခြင်းကို သူ့ရဲ့ဆွေမျိုးသားချင်းတွေကိုအိမ်မက်ပေးပြီးပြောကြားတယ်။သူ့ရဲ့လူရင်ဆန္ဒကိုသိကြားစေတယ်။အခြားသောခန္ဓာသက်ကိုရှာပါတယ်။ ဘာဗန်နာလူမျိုးတွေမှာလူဝင်စားအယူအဆလည်းရှိနေကြောင်းတွေ့ရပါတယ်။အထူးသဖြင့်ရှေးကြတဲ့အုပ်စုခေါင်းဆောင်ကြီးကဲများဟာခြင်သေးများ၊ကျသက်များ၊မူဝေများဖြစ်သွားတတ်တယ်လို့အယူရှိကြပါတယ်။သို့သောသေသူရဲ့ဝိညာဉ်ဟာအလွန်လိုလားအပ်တဲ့ဘဝသို့ရောက်သွားသည်ဟုဆိုရခြင်းမှာ ထိုသေသူအားကြံရစ်သူသားမျိုးတို့ကမမေ့မလျော့မပေါ်မဆပဲအစဉ်သဖြင့် အမှတ်တရပူဇော်ခြင်းမှသာ ကောင်းမွန်တဲ့ဘဝကိုရောက်တယ်လို့ယုံကြည်ကြပါတယ်။တစုံတစ်ယောက်တည်ဆုံးပြီ၎င်းနဲ့သက်ဆိုင်ရာဆွေမျိုးမိသားစုအားလုံးတည်ဆုံးရအရက်ကိုရောက်ရပါတယ်။ထို့သောမရောက်လာပါကတည်သူနဲ့ပတ်သက်ရောက်မလာသူဆွေမျိုးကိုတည်ချောင်းကြံစီသူများနဲ့ပူပေါင်းပါဝင်သူဖြစ်တော်တန်ရာရှိတတ်ပါတယ်။လူတည်ပြီးဆိုတာနဲ့ပထမဆုံးဆောင်ရွက်ရတဲ့ကိစ္စမှာတည်သူရဲ့အဝတ်အစားကိုအပိုင်းပိုင်းဖျက်ယူပြီး၎င်းကိုတည်သူတည်ဆုံးတဲ့အကြောင်းရင်းကိုအဆုံးဖြတ်ပေးမဲ့ နတ်ဆရာအတွက်ထိမ့်သိမ်းထားရပါတယ်။ဆွေမျိုးများကတေသူကိုမြုပ်နှံမဲ့တင်းကြိုင်းနေရာကိုလျှို့ဝှက်ထားတတ်ပါတယ်။မဟုတ်ရင်ရန်သူကထိုတေသူရဲ့အလောင်းကိုတူးဖို့ယူပြီးအောက်လန်းဝိဇာအတွက်သုံးပြုမှဆိုရင်တာကြောင့်ဖြစ်ပါတယ်။အတုဘဝိပုဝဲတွေမှာဝိသေသလက္ခဏာတစ်ခုကတော့အကြီးဆုံးသားကသူ့မိခင်ရဲ့တင်းကြိုင်းမှာငိုကြွေးပြရပါတယ်။ငင်းငင်းချင်ချင်အနာယူသွားပြီနော်။ဒီတော့ကျွန်တော်တို့ကိုဒုက္ခမပေးပါနဲ့။ အလိုရှိတာမှန်ကျွန်တော်တို့ပေးပါမယ်ဟုနှုတ်ကလည်းရွတ်ဆိုပါပါတယ်။သေသူရဲ့ဆွေမျိုးများအားလုံးဝမ်းနဲ့ပူဆွေးခြင်းအထိမ့်မတ်အဖြစ်ကရုံးရိပ်ကြပါတယ်။ဒီလိုကရုံးရိပ်ခြင်းကိုနတ်ဆရာကသေသူတရတဲ့အကြောင်းကို ထုတ်ဖော်ဆုံးဖြတ်ပြီးနောက်သေဆုံးခြင်းအတွက်လက်စားချေခြင်းမပြုဖို့အတွက်စီမံထားခြင်းဖြစ်ပါတယ်။ထို့အချိန်မှာယူအာနတ်များခြေနှက်မှုရှိအောင်ပဒရေးကိစ္စအရေးကြီးလာပါတယ်။ဒါမှမဟုတ်ရင်သေသူတွေဟာ ရှင်သူတွေကိုစုံအတက်ဖြင့်ပြုစားပြီးအခြားမကျေတတ်တဲ့နေနဲ့ဒုက္ခပေးမယ်လို့ယုံကြည်ကြပါတယ်။ဒီလိုရိုးရာနတ်တွေကျင့်တဲ့ဖို့ပတ်သက်ရတဲ့အမှုကိုဖခင်ဘက်ကဘိုးဝေးပြီးပင်ရိုးရာနတ်များအတွက်ထင်ရှားသိသာစမ်းသပ်နိုင်တဲ့အရာတစ်ခုဖြင့်သင်္ကေတပြုတတ်ကြပါတယ်။အဖဘက်ကရိုးရာကိုနွားမတစ်ကောင်မြင်ဖြစ်စေ၊နှသောအနက်တစ်ကောင်မြင်ဖြစ်စေသင်္ကေတပြုကြတယ်။ဒါမှမဟုတ်တိုင်ရှည်ပုံသဏ္ဍာန်ရှိတဲ့ကြောက်တိုင်နှစ်ခုကို တေချာစွာပြောင်းအောင်ပို့တိုက်ပြီးအဖတို့မျိုးရုံးအုပ်စုအကြီးအကဲအိမ်အနီးမှာသွားထားရပါတယ်။အမိရဲ့ရိုးရာကိုစိတ်မအနက်တကောင်ဖြင့်ကိုစားပြု ဖော်ပြရပါတယ်။ဒါ့အပြင်ဖခင်ဘက်ကဆွေမျိုးသားချင်းများကလည်းအူချင်းကိုလှန်တချောင်းစီဖြင့်ကိုစားပြု ဖော်ပြ၍ထိုလှန်များကိုဖခင်မျိုးရိုးအကြီးအကဲတဲဘေးမှာသွားထားရပါတယ်။အမိဘကအမျိုးများကလည်းတန်လက်စော့ဒါမှမဟုတ်ကြီးလက်စော့ တကွင်းစီကိုပစိန်ရုပ်ပုံငယ်လေးတစ်ခုစီအယိုးတက်ပြီးသမီးမင်းကလေးမင်းမင်းကလေးတို့ဦးကယူလာပြီးအကြီးကဲအိမ်မှာထားပေးရပါတယ်။ရိုးရာနတ်များပြင်အခြားနတ်အများပြားလည်းရှိပါသေးတယ်။တချို့တွေကတောနတ်တောင်နတ်တွေဖြစ်ပါတယ်။ထုံနတ်များကိုတွေ့မြင်ရပါခီးသွားများဟာသေဆုံးတယ်လို့ယူရှိပါတယ်။မြင့်နတ်ချောင်းနတ်ရေကန်နတ်တွေလည်းရှိပါသေးတယ်။ထုံနတ်တွေဟာသေအောင်ပြုတ်တတ်တဲ့လေးနဲ့မြားကိုကင်ဆောင်တတ်ပါတယ်။ မြင့်နယ်အိုင်များထဲမှာနတ်ပေါင်းများစွာနေထိုင်တယ်လို့ယုံကြည်ကြပါတယ်။ထုံနတ်များဟာများသောအားဖြင့်ဘိုးဘေးအစဉ်အဆက်ရိုးရာနတ်များဖြစ်ပါတယ်။ဒါပေမဲ့အကြီးဆုံးသောနတ်မင်းကြီးကရာလူးဗင်ပါလို့ခေါ်တဲ့အတိယခတ်တဲ့နတ်မင်းကြီးဖြစ်ပါတယ်။ထို့တပါးသေးသောနတ်မင်းကြီးမှာພັນစင်းရှင်နတ်မင်းကြီးဖြစ်ပါတယ်။ထုံနတ်ကြီးဟာကောင်းငင်ဘုံမှာစံနေတော်မူတယ်လို့အယူရှိပါတယ်။ရာလူးဗင်ပါဆိုတဲ့အစကားဟာ လင်းယုံဟက်ကိုဆိုးလိုတာဖြစ်ပါတယ်။လင်းယုံဟက်ကအလွန်မြင့်တဲ့ကောင်းငင်ဘင်ကပြီးပြောင်းဝဲနိုင်ပါတယ်။ဘာဗင်ဒါတို့ဟာလင်းယုံဟက်ကောင်းငင်မှာပြောင်းဝဲနေတာဟာရာလူးဗင်ပါရဲ့တကိုးတော်ဖြင့်ပြောင်းဝဲနိုင်ခြင်းဖြစ်တယ်လို့ယုံကြည်ကြပါတယ်။ရာလူးဗင်ပါဟာအလွန်ကွာဝေးတဲ့နေရာမှာရှိတာပါတယ်။သူ့ကိုတွေးတောဆင်ခြင်နှိုင်းရှင်ပြီးထောက်ဆလို့မရဘူးလို့ဆိုပါတယ်။အခြားသောဗန္ဓုမျိုးနွယ်စုလူမျိုးများရဲ့နာမည်များနဲ့လည်းတူပါတယ်။ သူဟာမိုးကိုဖန်ဆင်းတဲ့အရှင်လည်းဖြစ်ပါတယ်။ထိုနတ်မင်းရဲ့မဆခြင်းကို မိုးခေါင်တဲ့အခါမှာပတ်သားပြီးတောင်းခံကြရပါတယ်။မိုးချင်းသောအသံအားလုံးဟာထိုနတ်မင်းကြီးရဲ့အသံများသာဖြစ်တယ်လို့ယုံကြည်ပါတယ်။1918ခုနှစ်ကအာဖရိကတိုက် ခလာဗာဒေတာမှာနေကင်းကြောင်တော်ကြီးကြီးမားတဲ့အသံကြီးပြည့်ကြောက်ရောက်ပျောက်ကွဲခဲ့ပါတယ်။ဘာဗင်နာလူမျိုးတွေဟာ ဒီအတန်လဲကြားရဟောသူတို့တဲ့အိနေတဲ့ဟာထွက်လာပြီးဝမ်းမြောက်ဝမ်းသာလက်ခုလဝါတီဗီကြိုးဆိုခဲ့ကြပါလေခရာတွေကိုမှုတ်ကြပါလေအလားတူပူဇော်ပတ်သက်ဝဲကိုပဲမြင်းငင်းလှုပ်နေလဲပြုလုပ်ကြပါလေထို့အခါမှာသူတို့ကမိုးကိုရွာချတော်မူပါဖေဟာကျွန်ုပ်တို့အားကြမ်းမှချမ်းသာရေးကို ပေးသနာတော်မူပါဖေဟာဟောဟစ်တောင်းဆိုတတ်ကြပါလေဒါဟာနောက်အခါမှာအစ်မြင့်ဘာသာယုံကြည်ကိုးကွယ်မှုများရဲ့ ကောင်းငင်ပုံတွင်စံနေတော်မူသောထာဝရພັນစင်းရှင်အဘဗျာဟုသောအယူဆနှင့်အလွန်နီးစပ်ပါれ။တပါးသောတူးရသောພັນစင်းရှင်သဘောတရားဟာဒီရှိကြတဲ့ဘာဗန်ဒါလူမျိုးတွေမှာတည်းကတင်ရှိနေခဲ့ပြီးဖြစ်ပါれ။ နားဆင်ပေးခဲ့တဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်။ဆက်လက်ဖော်ပြပေးသွားမှာမို့စောင့်မျှော်နားဆင်ကြပါဦးခင်ဗျာ။